ချင်အစိုးရပိုင်တဲ့မြို့ဆိုတော့တိုက်ပွဲတွေလိုမျိုးလဲအနေထားအခင်းချင်းကြီးရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုမြင်သွားတဲ့ခါကျတော့ကင်မရာသမားကကျွန်မကိုမေးရယ်အမကျွန်တော်ဟိုဘယ်နေရာခေါ်လာတာလဲကျွန်တော်တို့အိမ်မပြန်ရောက်ပါအောင်ဆိုတော့ကျွန်မကိုယ်တိုင်ရှော့ပြောတာမသေးကြဘူးပေါ့ဟိုငါလှုပ်ချင်တာလှုပ်ဖို့ထွက်လာပြီးတော့ပေါ့နော်ငါအိမ်မပြန်ရောက်ပါအောင်မလားဆိုတော့အဲ့ခံစားချက်ဖြစ်တယ်ဆိုတော့အဲ့ခံစားချက်ကလည်း documentary တွေတုံးအောင်ပြန်ဖြစ်သွားတယ် ီစစ်ပေးဒုက္ခတွေကိုတွေ့တဲ့အချိန်မှာအဲ့ဒီပုံမှာဘယ်လိုမျိုးခံစားရလဲ။နောက်မှတ်မှတ်ရရမိသားစုသုံးပေါင်းမှတ်မှတ်ရရလူတွေရှိလား။ရှိရယ်။ဟိုကျွန်မစစ်ပေးဒုက္ခတွေဂျုံတော့ဒါကျွန်မတို့ပုံမှန်ပဲတခြားရုပ်ရှင်တွေမှာကြည့်ဦးရဲဆိုရယ်စစ်ပေးဒုက္ခရောက်နေတဲ့လူစင်ငူကြမှာပေါ့နော်။ဟိုဘယ်လိုပြောမလဲကျွန်မတို့ရုပ်ရှင်တွေမှာကြည့်ဦးရဆိုရင်တော့အသေးနှလုံးကိုခိုက်သွားအောင်တို့ကပြောတတ်ကြလိမ့်မယ်ငူကြလိမ့်မယ်ပေါ့အဲ့လိုမျိုး။ဒါပေမဲ့မဟုတ်ဘူး။တို့မှာခံနိုင်ရည်ရှိရယ်။တို့က အဲ့လိုမျိုး oil oil ဟစ်ပြီးမျက်ရည်ပိုပိုပေါက်ပေါက်ကြအောင် ကျွန်မငိုမပြအောင်တို့မှာသူလူသားတွေရဲ့ခံနိုင်ရည်ရှိနေစင်မှာပဲသူတို့ရဲ့ခံစားချက်တွေအဲ့ကြကြော်လုံပြီးပွင့်ကြလာရပေါ့နော်ကျွန်မမျက်ရည်ပိုပိုပေါက်ကြတာမဟုတ်ဘဲနဲ့သူတို့ရဲ့ခံစားချက်တွေကိုအေးဆေးဆေးနဲ့ပျော်ပြနေတဲ့အချိန်မှာပဲသူတို့ရဲ့ကြည်ကွင်းမှုတွေတွေ့ရတယ်ဆိုတော့အဲ့ဒါကကျွန်မတို့တော်တော်ခံစားရစေပြီးတော့ကျွန်မတို့ဒီတိုင်းရင်းသားကျွန်မတို့မြန်မာပေါ့နော်တိုင်းရင်းသားလူမျိုးစုတွေရဲ့ခံနိုင်ရည်စွမ်းအားကိုလည်းလေ ကြမ်းကြမ်းခံနိုင်ရဲ့စွမ်းအောင်လည်းတွားတွေ့အဲ့ဒါလေးကကျွန်မတို့လည်းတော်တော်သင်ကန်းစာရတယ်ပြီးတော့သူတို့ကိုယ်တိုင်ကဒီလောက်ဒုက္ခဆင်းရဲတဲ့မှာနေရစေကောင်းမှုသူတို့မှာမျှော်လင့်ချက်တစ်ခုပဲထားတယ်သူတို့အိမ်ပြန်ချင်တယ်ပြီးတော့သူတို့ဒီစစ်ပွဲတွေနဲ့ပတ်သက်တာပြိပတ်ခတ်တွေနဲ့ပတ်သက်တာကိုလည်းပေါ့နော်ပြစ်ကျင်ဒါမျိုးမတွေ့ရဘူးပြီးတော့သူတို့ကခရီးရန်ဘာသာဝင်နေများတော့အကုန်လုံးကဖျားသခင်ရဲ့အလိုတော်တိုင်းပါပဲဆိုတော့စိတ်ထားလေးလည်းထားနိုင်ကြရပေါ့အဲ့ဒါလေးကတော့ကျွန်မထူးခြားကြုံတွေ့ရတာဖြစ်တည်ပါတယ် သူတို့အချင်းချင်းတိုက်ပွဲပြီးတော့ဆင်ကုယူပါကုအင်ကုနေအလူနေလို့ရတာရင်တုံးကဆင်းနေလို့ရတယ်။အင်းအခုတော့နေလို့မရဘူးလေရတော့ရမလားမသိဘူးလေသူတို့ရောက်လာအောင်လေမနေရေးဘူးလေစစ်ကမလုံဘူးလေကချင်ဒေတာမှာသွားပြီးတော့အိမ်ပြန်ခြင်းနဲ့ဆိုတော့ပေါ့နော်ဟိုရုပ်ရှင်ဟိုမှတ်တမ်းတင်ရုပ်ရှင်ကိုရိုက်ခဲ့တယ်ရိုက်ခဲ့တဲ့ဒါရိုက်တာနဲ့ကင်မရာခရူတွေပေါ့ပတ်သက်ကြပတ်သက်ကြောင်းလေးရတော့ ကိုအိမ်ကိုပြန်ရောက်လာပြီပေါ့ဟုတ်ကဲ့ဒီရုပ်ရှင်တွေကသူတွေကရောအခုချိန်မှာသူတို့အိမ်ကိုပြန်ရောက်ပြီလားမရောက်သေးဘူးရှင်ဘာဖြစ်လဲဆိုတော့ကျမရိုက်ခဲ့တာ2012ခုနှစ်ဆိုတော့ကျမ2014ထဲမှာပေါ့နော် ကျမရိုက်ပြီးတော့နှစ်နှစ်ကြာတဲ့အထိကျမသူတို့ပြစ်ပြပြစ်ပြေးခဲ့ရတဲ့ဂျွာလေးတွေ啊လေဗမော်လွယ်ချင်လမ်းပေါ်ကရှိတဲ့ဂျွာလေးအဲဂျွာလေးတွေပေါ့စိန်လုံးကဘာတို့သူတို့ပြောတဲ့ဂျွာလေးကိုကျမကားနဲ့ဖြတ်သွားတယ်ရှင် တို့အိမ်လေးကပြိုးနေပြီလွယ်ပင်လေးလည်းတက်နေပြီတို့အဲ့တုန်းကအိမ်ပြန်မြောက်ကြသည်ဆိုတော့ကျမရိုက်ခဲ့တဲ့2012မှာတော့တို့ရန်အိမ်ပြန်ကျင်ကြနေပြီကျမတို့ရွာဟောင်းလေးပေါ့ရွာပြက်ကလေးကိုထပ်ရောက်တော့2014အဲ့ဒီတို့မပြောင်းရသေးဘူးကျမထင်တယ်အခုလည်းပြောင်းရအောင်မဟုတ်သေးဘူး အဲ့တော့ဒီအမှုပညာသမားတယောက်နေနဲ့ပေါ့နော်ဒါရိုက်တာတယောက်နေနဲ့အိမ်ပြန်ခြင်းနဲ့သူတွေအတွက်ကိုအိမ်ပြန်ခြင်းနဲ့ဆိုတဲ့အကြောင်းအရာကိုပြည်သူတွေကတော့ချပြပေးပြီဒါပေမဲ့လို့အခုချိန်မှာတကယ်လည်းမပြန်ရသေးဘူးဆိုတော့သူတို့တွေပြန်နိုင်ဖို့အတွက်ဘာတွေဆက်လုပ်ဖြစ်လိုက်အောင်မယ်လို့ထင်လဲကျမတို့ကကျမကတော့ရိုက်ကူးတဲ့သူဆိုတော့ပေါ့နော်ဟိုတာဝန်ရှိတဲ့လူတွေတတိပြုမိအောင်ပြီးတော့ သူတို့တတိမပြုတ်မိသေးရင်လေတခြားသောပေါ့နော်အဖွဲစည်းတွေဟိုဘယ်လိုပြောမလဲတရွန်တတိုက်လုတ်ပေးနိုင်နေပြောပေးနိုင်နေဂျားကန်အဖွဲစည်းတွေတတိပြုတ်မရအောင်တော့ကျွန်မအမှတ်တမ်းရုပ်ရှင်ရိုက်ခဲ့တယ်ပေါ့အခုတော့သူတို့မပြန်ရသေးဘူးအဲ့တော့ကျွန်မထပ်လုတ်နိုင်တာဘာရှိလဲဆိုတော့ကျွန်မထပ်ရရမလားပေါ့နော်ဒီလိုအကြောင်းအရာလေးတွေထပ်ပြီးရိုက်ရမလားဒါမှမဟုတ်ရင်လေကျွန်မပါဝင်နိုင်တာကတော့ဒီလိုတရွန်တတိုက်မဲ့အဖွဲစည်းတွေပေါ့နော်လူမှုအဖွဲစည်းတွေနဲ့ပေါင်းပြီးအလုပ်လုပ်ကြမယ်ပေါ့ အဲ့လိုတော့ dream ရေကျွန်မကလည်းမှတ်တမ်းရုပ်ရှင်ရိုက်တဲ့လူဆိုတော့တခခုဆိုရင်ငါရိုက်လိုက်မယ်လူပဲစိတ်ကူးမိတယ်ဟုတ်天亏了，好不公呢，好不公啊！你怎么都这么厉害？哦，谁他妈？ အမီမဖော်တော့ကိုကလည်းမပြောတတ်တယ်လို့ခန်းစားချက်ရင်ထဲမှာခန်းစားရတာပေါ့အိုးငါတို့ဘွားဘယ်လိုများရောက်ရောက်နေပြီလဲငါတို့အိမ်မှာနေရတာကဒီလိုအခုဒီမှာရောက်ခဲ့တာဘာကြောင့်ဒီလိုရောက်ခဲ့လဲအိုးငါတို့ဘွားလည်းဘယ်လိုကို့ရွာပဲကိုကသာဝရပဲမပြနိုင်ဝင်နေရတော့မလားဆိုပြီးကိုကအမျိုးမျိုးစိတ်ဆင်းရဲတာပေါ့နော်ဝမ်းနေတာပေါ့ အခုမဆက်ပြီးတော့သိကြတာကလေမတို့ DVB နဲ့လောက်တုံးကဒီမဆက်ပဲဆိုတဲ့ဒီ tourist guide ဖြစ်ခြင်းနဲ့ပကံဒေတာကလေးလေးအကြောင်းပေါ့နော်အဲ့ဒီအကြောင်းလေးရိုက်ခုထားတာဒါအမအတွက်ဆိုလို့ရှိရင်ဒါဟာအဲ့တုံးကဆိုလို့ရှိရင်မတို့နဲ့ဟိုလောက်တဲ့ underground သတင်းတောက်တွေပေါ့အဲ့ဒါတွေကိုမတို့ကမတွေ့ဘူးကြဘူးလေနော်ဒါအခုမှမျက်နှာချင်းဆိုင်တွေ့ကြရတာဆိုတော့လေအဲ့တုံးကဆိုအဲ့ဒီဒီမဆက်ပဲအကြောင်းလေးကြည်ပြီးတဲ့ခါကျတော့ဟာရှင်တေဝီရှင်တေဝီတွေ့ဘူးခြင်းနဲ့ပေါ့နော်ဆိုတော့အခုလို့တွေ့ရတော့လေတကယ်လဲဝမ်းသာပါတယ်နော်နောက်ပြီးတော့ကြတော့ဒီမဆက်ပဲဆိုတာက မဆက်ပဲလူကြားလိုက်လို့ရှင်ရှင်တေဝီရှင်တေဝီကြားလိုက်လို့ရှင်မဆက်ပဲဆိုတာမရဲ့ခေါင်းထဲမှာတွဲတွဲပြီးတော့မြင်နေပေါ့နော်ဆိုတော့အဲ့ဒီအကြောင်းလေးရော follow up လုပ်ဖြစ်သေးလားဒီကောင်မလေးဘာဖြစ်နေပြီလဲအော်ကျမသူနဲ့တော့အရင်တော့တွေ့ဖြစ်တယ်ဆိုတော့အဲ့တုန်းကခင်ခဲ့ရတဲ့ကိုယ့်ကိုလေးတရင်ရိုက်ခွင့်ပေးခဲ့တဲ့ကလေးမလေးနဲ့ကိုယ်မိတ်ဆွေလေးဖြစ်သွားခဲ့တာဆိုတော့သွားတဲ့ခါကျရင်တော့တွေ့ဖြစ်တယ်ဒါပေမဲ့ကျမသူ့အကြောင်းတော့လုံမယ်လို့တော့စိတ်ကူးရှိတယ်အခုထိတော့ဘယ်စိတ်ဘယ်ဟာပို့ပြီးစိတ်ဝင်စားကြအောင်မလဲဆိုတာလေ စဉ်းစားခက်နေသေးတော့မလုပ်ဖြစ်သေးဘူးလုပ်ဖြစ်သွားတာကတော့တခြားမိသားစုတခြားမိသားစုဟုတ်တယ်ဟုတ်တယ်ဟိုကမှတ်တမ်းတည်ရုပ်ရှင်အနေနဲ့ဝတ်တန်ကနေပြီးဆုရသေးတယ်နော်2014 2014တော့ပါနော်အဲ့ဒါကလည်းဒီပကံဒေတာကကလေးမလေးတယောက်အကြောင်းပဲပေါ့နော်အဲ့ဒါလည်းပြောရမယ်ဆိုရင်အဲ့ဒီမိသားစုကလည်း TV မှာလုပ်တုံးကသူတို့နဲ့ရင်းနှီးခဲ့ကြတာအဲ့တုံးကတော့သူကကလေးလေးပဲရှိသေးရပါဘူး TV ဗီဒီယိုကြိုက်တော့မအေးကောင်းဆိုတဲ့ကလေးလေးကတော့၃လေးနှစ်လောက်ပဲရှိအောင်မထင်နဲ့ဆိုတော့အဲ့ကလာရဲခင်ခဲ့ကြတာ တော့အခုကာလကျတော့ तू က73နှစ်သမီးမှာကျမကပြန်ဆုံလိုက်တဲ့ခါကျတော့သူ့အကြောင်းမှတ်တမ်းရုပ်ရှင်ရိုက်ဖြစ်သွားတာပဲအဲ့ဒါလည်း GBB တိုင်ရောစင်မယ်ยีก็บลูลงยาวล่ะก็ตุ่ยนะวีปังลงยาวตุ่ยลงล่ะอ่ะล่ะยีดีโมบอนี่มาสิอ่ะก็อ่ะตุ่ยดียีชื่อตัวหลุยจีสินน่ะชื่อยังนะครับ တော့ကစတဲ့ဟုတ်ပြီနမရငင်းတော့ဟာအီကောင်းအီကောင်းနာနမငင်းရတွန်းသွားဒါ DVB နဲ့လုပ်ရင်းနဲ့တိထားတဲ့အဆက်အသွယ်တွေကနေပြီးတော့တစင်ဆက်ပြီးတော့ follow up လုပ်လိုက်တဲ့ဟာလေးပေါ့နော်ဒါလူတူဦးတယောက်ရဲ့အကြောင်းလူတူဦးတယောက်ဆိုတာတော့မှပဲဒီတကယ်ဒေတာခံနေရဲ့ ဟိုသူတို့ရဲ့အကြောင်းလို့လည်းပြောလို့ရတယ်နောက်ပြီးတော့ကျတော့သူတို့ရဲ့ဘဝရည်တည်မှုကလည်းဘလောက်ခက်ခဲနေလဲဆိုတာကိုတင်ပြလိုက်တဲ့မှတ်တမ်းတင်ရုပ်ရှင်လေးဟိုဖြတ်တယ်ပေါ့နော်ဆိုတော့အခုအဲ့ဒီနောက်ပိုင်းမှာတော့တခြားအဲ့လိုမျိုးဒီလူတူဦးတယောက်ရဲ့အကြောင်းကို ဖော်ပြပြီးတော့လူမှုဘဝတွေဘလောက်တောင်မှရုန်းကန်နေရတယ်တမုတ်တရားဝမ်းတထွားအတွက်ပေါ့နော်ဘလောက်တောင်မှရုန်းကန်နေရတယ်ဆိုတဲ့အကြောင်းလေးပေါ့အဲ့ဒီအရာတွေရောတင်ပြဖို့ရှိသေးလားရှိတယ်ကျမကလေဟိုဒီဗီနဲ့ ဒီ underground တနောက်လုတ်ထဲတဲ့အချိန်မှာပဲကျမကဒီကလေးတွေအကြောင်းတွေကိုအများကြီးရိုက်ဖြစ်ခဲ့တာဆိုတော့အဲ့ဒီကလေးတွေအခုလူကြီးဖြစ်နေပြီဆိုတော့ကျမစိတ်ကူးမိရပေါ့ဒီမအေးကောင်းလေးကလည်းအဲ့ကာလာတော့ကလေးအခုကျတော့သူက73နှစ်သမီးဆိုတော့သူ့ရဲ့ဘဝကိုရိုက်တော့ဟုတ်တယ်အားလုံးကတော်တော်စိတ်ဝင်စားကြတယ်ပြီးတော့အရင်တုန်းကသူ့အကြောင်းရိုက်ခဲ့တဲ့ archive ကြလည်းရှိနေရအောင်ရှိနေခါကျတော့ဇလန်းဆက်ဆက်မှုလေးကအရန်ကောင်းသွားတယ်ဆိုတော့ကျမအနေနဲ့အရင်တုန်းကတွေ့ခဲ့ဘူးတဲ့ကလေးတွေကိုပြန်ရှာပြီးတော့ပေါ့ ဲ့ဒါနဲ့ပတ်သက်ပြီးတော့သူတို့ဘဝတွေကသူတို့ကြီးမှန်းထားတယ်လို့ဖြစ်ခဲ့ရဲ့လားသူတို့ဘလို့ရုန်းကန်နေရလဲဆိုတာမျိုးကျွန်မရိုက်ချင်တယ်ဟိုရိုက်ဖို့ကြိုးစားမယ်အဲ့ဒါလည်းဘာကိုပြောလဲဆိုတော့ကျွန်တော်နိုင်ငံရဲ့ဖြတ်သန်းခဲ့တဲ့တမိုင်းကိုလည်းမိမောင်ထိုးပြနိုင်မယ်လို့ထင်တယ်စိတ်ကြောင့်လို့ရှင်လာလို့ဟုတ်မဲ့လားစိတ်ကြောင့်နဲ့ကကလေးနှစ်ယောက်ကလည်းဆာလမ်တပူတယ်။ငါကြီးခါကိုဘယ်နှလုံးမှမသိဘူးလို့ပြောလို့ အဲ့ဆိုလို့ရှိရင်တော့ပြန်လာရန်လည်းမလုပ်ပါဘူး။ပါမတတ်တာစိတ်တော်လိုလိုဘဝနာလိုလိုဒီကထားလို့ရှိရင်လည်းပြတ်မှာပါပဲ။ အဲ့တော့ဘာဖြစ်လို့စောင်းမရည်သေးရလဲဘာလို့စောင်းမဖတ်တာလဲဟုတ်လားအဲ့လိုထင်လို့ရှင်စိတ်ပူတာရှိရလေသူကစားပေးရကွာစားလည်းဖတ်တာစားလည်းမရည်တာဟုတ်ကဲ့လို့ဒီစိတ်ဆူချင်ဆုံးပါဒီရွေးကောက်ပွဲကာလပေါ့နော်2015ရွေးကောက်ပွဲကာလအဲအဲ့ဒီကာလမတိုင်ခင်တော့ဟာဆိုလို့ရှိရင်လေဒီမှတ်တမ်းတင်ရုပ်ရှင်ပေါ့နော်အဲ့ဒီဟာဟိုဟာဖြတ်တဲ့ထဲမှာဆိုလို့ရှိရင်ရက်ွက်လူကြီး တွေပေါ့နော်ဟုတ်ကဲ့ဆိုတော့အဲ့ဒီဒီမှာကြတော့ထူးထူးခြားခြားလေးမိမောင်းထိုးပြထားတာကကြတော့အမျိုးသမီးရက်ကွက်လူကြီးဒီလူကြီးတွေထဲမှာတော့မှပဲဒီဆုံးဖြတ်ပိုင်권ရှိတဲ့ level ပါပေါ့အဲ့ဒီမှာအမျိုးသမီးတွေအားနည်းနေသေးတယ်ဆိုတဲ့အကြောင်းကိုဟိုထောက်ပြထားတဲ့ဟာလေးပေါ့နော်အဲ့ဒါကျွန်မ2015ခုနှစ် April လောက်ကနေစပြီး project ကိုစခဲ့တာရှင် UNDP အတွက်ရိုက်ပေးခဲ့တာပါဟုတ်ကဲ့ဆိုတော့အော် ဒေသန္တရအစင်မျိုးသမီးအုပ်ချုပ်ရေးမှုလို့ခေါ်တာပေါ့ဟုတ်ကဲ့ဆိုတော့မြန်မာပြည်အဒီမြန်မာနိုင်ငံရဲ့တက်တန်းတခြားပေါ့ဒီအစိုးရပေါ့နော်အစိုးရတက်တန်းတခြားမှာအမျိုးသမီးရက်ွက်အုပ်ချုပ်ရေးမှုဆိုတာမရှိခဲ့ဘူးဘူးတဲ့ဆိုတော့ဒီတက်တန်းမှာမှာ2030တတန်းမှာမှပေါ်ပေါက်လာတာဖြစ်တယ်ပေါ့နော်လက်ခံလိုက်တာဖြစ်တယ်ဆိုပြီးပြောတော့လေကျမတို့ true ကြတာဆိုတော့စိတ်ဝင်စားသားတယ်အဲ့ဒီရိုက်ကူးရေးလေးလက်ခံပြခဲ့တာပါတနိုင်ငံလုံးမှာဒီရက်ွက်အုပ်ချုပ်ရေးမှုဆိုတော့ကျမတို့ခေါ်တဲ့ ဒီယာရုနေရာပေါင်းက18000ကြီးပါရှိတယ်။အဲ့ထဲတော့အမျိုးသမီးက42ဦးရှိတယ်ဆိုတော့အဲ့ဒါကသူထူးထူးခြားခြားလည်းဖြစ်တယ်။ဘာဖြစ်လို့အမျိုးသမီးတွေကညံ့လို့လား။ဟိုအမျိုးသမီးတွေက တခြားနယ်ပယ်အသီးသီးမှာတော့ဟိုဒီပညာရှင်နယ်ပယ်အသီးသီးမှာတော့သူတို့တောင်းဝယူနိုင်နေတယ်ဒါပေမဲ့အဲ့လိုအုတ်ချုပ်ရေးမှုဆိုတဲ့နေရာတစ်ခုနဲ့အမျိုးသမီးတွေကမလိုက်မလိုက်ဖက်လို့လားဘာကြောင့်လဲဆိုတဲ့အဖြေကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့ကျွန်မအဲ့ကားလေးကိုစိတ်ဝင်စားရိုက်ဖြစ်သွားတယ် တော့သူတို့စိန်ခေါ်မှုတွေကိုကြော်ဖြတ်ရတာပေါ့နော်ဟိုသူတို့ကိုယ်တိုင်ပင်လင်းမဲ့ရုံးကန်နေရတော့မယ်ဘာဖြစ်လဲဆိုတော့မြမလူအဖွဲ့အစည်းမှာအမျိုးသမီးကိုဒီအုပ်ချုပ်မှုဒီကဏ္ဍကစွမ်းဆောင်ရည်ရှိနိုင်တယ်ဟုတ်တယ်စွမ်းဆောင်ရည်ရှိတယ်လို့တချို့လူဖွဲ့စီကမယုံကြည်ကြဘူးပေါ့အကုန်လုံးမဟုတ်ပင်မဲ့လေရှေးရိုးစင်လာရပေါ့နော်ဟိုပြောကြတယ်ပေါ့တမတုံလုံးမိုးမလင်းပါဘူးဆိုတော့ဒီရှေးရိုးဆိုရိုးစကားကိုစုပ်ကင်ထားတဲ့ဒီရှေး ရိုးစင်လာမပြစ်ပင်နိုင်တဲ့လူတွေကြောင့်ပေါ့နော်မျိုးသမီးကမကြော်ဖြတ်နိုင်ဘူးပေါ့အခုချိန်မှာဒီ18000နဲ့မှာဒီ52ယောက်ကလည်းရုံးကန်နေရအောင်လွယ်လွယ်မဖြစ်လာဘူးပေါ့ဆိုတော့ဒါပေမဲ့သူတို့နဲ့တွေ့ပြီးရောရိုက်ကူးခွင့်ရလိုက်တာကြတော့ဘာကောင်းလဲဆိုတော့တခြားအမျိုးသမီးတွေအတွက်အားအင်နေဖြစ်လာတယ်သူတို့ဘလို့ကြော်ဖြတ်လာရလဲပေါ့သူတို့အခက်အခဲတွေဘလို့အတိုက်ခိုက်ခံရလဲနောက်သူတို့ဘလို့တာဝန်ထမ်းဆောင်နေလဲပေါ့ဆိုတော့အခုလောလောဆယ်တော့အဲ UNDP ကနေအဲ့ဒါကို YouTube မှာတင်ထားပြီးရှေ့စိတ်ဝင်စားဖို့ကောင်းတယ်ဆိုကြည့်လို့ရမှာတင်နေဟာ နည်းနည်းလေးပြန်မှတ်မယ်အင်ဂျီပြန်ဆွဲမယ်မနေ့ကကြည့်တက်ပြီးတော့ဟောရယ်ဆောရီမ